င်္ဂလာပါရှင်ဒီနေ့မှာတော့ KP Audible Channel လေးမှာဆ iam မမိုးအင်လျာရဲ့ဝတ္ထုတိုများစုစည်းမှုနှစ်ထဲကနေရောင်အောက်မှာလာရောင်ပြောက်ရသည်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြခြင်းပါတယ်ရှင်နားဆင်ပါရှင်မတိရာသည်ရုံတို့ရောက်ပြီးချိန်ချင်းကိုစပွဲပေါ်တွင်နေရာချပြီးသည်နိ နွယ်နွယ်ဦးဤစပွဲစီသူလှမ်းကြည့်လိုက်မိလေသည်နွယ်နွယ်ဦးကိုမတွေ့ရနွယ်နွယ်ဦးဤထမင်းဘူးနီတေးအိတ်အနက်ကိုသာ တွေ့ရသည်တမျက်စီလဲပြီး အိမ်သာတက်ခဏသွားသည်ဟုထင်လိုက်၏ဒီနေ့အခန်းထဲမှာမတိသားတို့တပြက်စီလဲရမယ်လေဖြစ်သည်မတိသားတို့အခန်းထဲမှာတပြက်စီလဲရန် အဖွဲလေးများဖွဲ့၍အချိန်စရာနှင့်တောင်းခွဲပေးထားသည် တာမန်အားဖြစ်ကြည်လင်ကလေးဆန်သည်ဟုထင်ရတော့လေအလုတဝန်ကိုကြွက်ကတ်သူများရှိနေ၍ဤစနစ်သည်ကောင်း၏တဝန်ပြက်ကွက်သူသည်အခန်းထဲမှဖွေးဖွေးလှုပ်နေသောအမိုက်တရိုက်များကိုကြည်၍ရှက်မြီဆိုကရှက်လောက်သည်တို့တော့ဂယုမဆိုင်သူများကတော့မေးရဟန်ဆောင်နေမြေအချို့ကအချင်းချင်းပြန်တွက်ကကမလဲပဲနေကြပြန်သည်လူအမျိုးမျိုးပဲပဲ ဒီလူတွေထဲမှာရွနယ်ဦးလိုမင်းကလေးမျိုးနီးတွေ့ကြုံပေါင်းသိရသည့်အတွက်မတီတာလွန်စွာကျေနပ်မိသည်ရွနယ်ဦးသည် သူတွေ့ရသည်များမင်းကလေးများတဲ့တွင်သဘောထားအပြည့်ဝဆုံးဟုထင်၏များသောအားဖြင့်မင်းကလေးများသည်မိမဆန်လွန်းသည်မဟုတ်ပါလားအတင်းချင်းပြောချင်းဖြင့်အချိန်ဖြုံးတတ်သောမင်းကလေးမိုးပဲသည့်အစာစားခြင်းဖြင့်အချိန်ကုန်သောမင်းကလေးအဝတ်စားကိုလာပြီးဖြစ်ဝဲပြီးအကျွေးတင်ခံတတ်သောမင်းကလေး မနာလိုဝန်တုံမှုဖြင့်တုံမုံနေတတ်သောမင်းကလေးဒီလိုထိုမင်းကလေးမျိုးတွေကိုမတီတာမုံသည် နွယ်နွယ်ဦးသည်အေးအေးဆေးဆေးနေတတ်၏စကားကိုအပေါ်မပြောတဲ့သို့တော်ဟော်၍သည်အပြစ်ကင်းစွာပြုံးတတ်သည်အကူညီပေးတတ်သည် အလုတ်ကို အပေါ်လိုမရှိကြိုးစားသည် အထက်လူကြီးတွေကို ရိုသေစွာဆက်ဆံသည် သို့တော်အကြောင်းမဲ့အနာသွားကစကားပြောနေခြင်းမျိုးမရှိ နွန်ရဲဦးကိုအလုတ်အတွက်အင်တာဗျူးဖြေသည့်နေ့မှာမတီရာစတင်တည်ကျွမ်းရသည်ဒီနေ့ကမတီရာသည်လာသာလာခဲ့ရတော့လေအာမရှိလားအိမ်မှာအမကြီးဖြစ်သူက အရေးထဲမှာကလေးမွေးနေသည် စေယုံကိုထမင်းချက်ပို့နေရသည်ဖြင့်မတီရာမှာတရင်စာကိုပင်အေးအေးဆေးဆေးမဖက်ရအင်တာဗျူးဆိုတော့အရေးပေါ်နိုင်ငံရေးအပြောင်းအလဲတွေဘဟုသုတတွေမိတတ်သည်မဟုတ်ပါလော ပြီးတော့ပါတီရေးရာတွေနိုင်ငံတကာရေးရာတွေကလည်းလူတော်ငှားမြခဲ့သဖြင့်တည်တည်ချာချာလည်လာမထရဒီအလုပ်ကိုတော့လက်လွတ်ရတော့မှာပဲဟု တွေးကမတီတာစိတ်အားငယ်ခဲ့ရသည်ရှုံးပေါ်ရောက်ပြန်တော့သူများတကာတွေတက်တွက်ကြွကြွဆွေးနွေးကပြန်လဲမေးကြမြန်ကြသည်ကိုကြည်ကမတီတာရှင်မပူလောင်နေပြီပြန်လေသည်ကုလသမဂ္ဂသူ နောက်ဆုံးအဖွဲ့ဝင်နိုင်သည့်နိုင်ငံမတီတာမတီ သမရနေစင်ခီးချွတ်တာယနေ့ဘယ်နိုင်ငံရောက်သွားပြီလဲမသိတာမသိထိုင်းနိုင်ငံတွင် အာနာသိန်းနာဘယ်နှချင်းရှိပြီလဲမသိတာမသိမသိတာစိတ်ပြက်လှစွာပြီလူသူအတန်ပလန်များနေဝေးရာ ခုံနေရာတစ်ခုဤတောင်တောက်မှာထိုင်နေမိလေသည်ထိုအချိန်တွင်မိန်းကလေးတယောက်သည် အပြေးလွှားရောက်လာက မသိတာဘေးတွင် မောပန်းစွာဝင်ထိုင်လေသည် လူတွေစခေါ်နေပြီလားယင် ချိုမင်းကလေးကစိတ်ပူစွာမေးလာ၏။သုံးယောက်လောက်ပဲရှိပါသေးတယ်။ခုမှရောက်တာလား။တရင်သွားပို့လန့်အောင်လေ။ထိုနေမှာစာ၍မတိရာနှင့်နွယ်နွယ်ဦးတို့မိတ်ဆွေဖြစ်ခဲ့ကြလေသည်။နွယ်နွယ်ဦးသည် အချင်းရသမျှတိရာလေးတွေကိုမတိရာအားပြောပြခဲ့သည်။အချင်းချင်းပြိုင်ဘက်ရဲ့လို့သဘောမထားပဲစေတနာထားခဲ့သောနွယ်နွယ်ဦးကိုမတိရာလေးစားခင်မင်ခဲ့ရလေသည်။ နွယ်နွယ်ဦးနဲ့ရုံးမတခန်းနဲ့ပြန်ဆုံရတော့မတီတာဝမ်းသာလိုက်ဒီမှာပြောစရာမရှိပေါင်းလို့တင်းလို့ရတဲ့လူတယောက်တော့ရှိပြီဟူ၍လဲအားတက်ခဲ့ရသည် လက်တွေ့လူဘဝကိုရင်ဆိုင်ခါစားမှာအယူဆခြင်းကညီသောအဖော်ကောင်းတယောက်ရှိနေခြင်းသည်ဝမ်းမြောက်ပဲပင်မဟုတ်ပါလားနောက်တော့မတီတာနဲ့နွယ်နွယ်ဦးသည်တွဲတွဲဖြစ်ခဲ့ကြသည်မှာအဆမ်းမဟုတ်တော့ငယ်တဲ့ငယ်ချင်းတွေလိုပင်ရင်းနှီးပွင့်လင်းခဲ့ကြသည် အနစ်နာခံကြသည်ရိုင်းပြီးကူညီခဲ့ကြသည်ဘဝချင်းခက်ခဲချင်း ရှင်ဖွင့်ကလက်တွဲရင်ဆိုင်ခဲ့ကြသည်ရုံးအမှုရန်လောကမှာငယ်ရွယ်သူတို့၏ဘဝကိုညှို့နှံခဲ့ကြရတော့လေမတီတာတို့ပျော်ခဲ့ကြပါသည်ဘဝဤတိုးတက်ရာ တိုးတက်ကြောင်းအတွက်လည်းအပြိုင်အဆိုင်ကြိုးစားခဲ့ကြ၏မတီတာကပြီးဆုံးသေးသောပညာရေးကိုဆက်လက်ကြိုးစားဖြစ်ဆိုသလို ရွံ့ရွယ်ဦးကလည်းမတိတ ాయి အားပေးမှုကြောင့်လက်လျှော့ထားသောဆယ်တန်းစာမှုပွဲကိုဆက်ဖြေလေသည်မတိတ ాయి ရွံ့ရွယ်ဦးကို တွေ့လို့တွေ့ညာအင်သာဘက်မှသွားရှာ၏မတွေ့မုံစားတော့မစင်တန်ရရွံ့ရွယ်ဦးသည် အိမ်မဘာမျှစာမလာခဲ့လေမတိတာနှင့်အတူတူစားရင်စောင့်နေတတ်သည်ရွံ့ရွယ်ဦးဘဲသွားပါလေလက်ကန်အိတ်ကိုထားခဲ့သည်ဆိုတော့တိတ်ဝေးဝေးသွားဟန်မတူ တယောက်ချင်းတပြက်စီးလှရ၍မတိရအယောက်နောက်ကြ၍နွေနွေဦးတယောက်ချင်းလှရရှာသည် နွေနွေဦးသည်ဤသို့ကြွက်ကက်သူတော်မဟုတ် သို့သော နောင်ကိုတရိချပြီးစောစောလာရပေမည်အခန်းထဲသို့လူတွေတစ်ဖွဲဖွဲရောက်လာကြ၏နွေနွေဦးပြန်လာသည်ကို မတွေ့ရသည်မတီရာသည်ဗိုက်ထဲကစာလာတော်လေနွေနွေဦးလာမအတူတူစားတော်မီဟုဆုံးဖြတ်ကဆောင်းနေမိလေသည် ရှုံးတွင် လူစုံသည့်အထိနွယ်နွယ်ဦးကရောက်မလားနေမကောင်း၍ပြန်သွားလေပြီလားဤဒီမလည်းမဖြစ်နိုင် လက်ကံဤကရှိနေသည်ယုံစေကံများသွားလေသလားယုံစေကံဖွင့်ခြင်းကစော်သေးသည်ဘာပဲဖြစ်ဖြစ်မတိရာကို အဖို့ခေါ်ရအောင်တော့စောင့်မေးမိမတိရာသည် ဟာနေသောဝမ်းပိုက်ကို ဖြစ်လျူပြူကလှုပ်လက်ဆလှုပ်ဖိုင်တွဲကိုခံရလေသည်မတိရာတို့အလုပ်ဝင်သည်မှာ၅နှစ်ခန့်ရှိပြီ ဒီအတော်တွင်မှမတီတာပြင်ပဝိစာဖြင့်ဝေရခဲ့သည်နွေနွေဦးလည်းစာပေးစာယူတတရားနှစ်သို့ ရောင်းနေလေပြီသူတို့နှစ်ယောက်လုံးအောက်တန်းစည်ရေးဘဝမှာသာ ရှိကြသေး၏မကြမီကမှလုတ်တင်ရရှိဆောင်ပြီးဝင်ဖြေကြရသည်နွေနွေဦးလည်းဝင်မရသေးတော့လေဌာနတွင်မှ လုတ်သက်ရှိဝန်တန်းမှုဖြေခွင့်ရလေသည်မတီတာကတော့သူတို့နှစ်ယောက်လုံးယာရူတိုးရမည်ဟုယုံကြည်ထားလေသည် ရှေးပြေမှာနှစ်ယောက်လုံးအောင်ခဲ့ကြသည်မတီရာစာရေးနေစဉ်နွယ်နွယ်ဦးသူ့နေရာသို့ပြန်ရောက်နေလေသည်မတီရာသည်နွယ်နွယ်ဦးကိုမမြင်ချင်းနေရာမှထသွားလေသည်မတီရာ၏စပွဲနေနွယ်နွယ်ဦး၏စပွဲသည် အတန်ငယ်လှမ်း၏နွယ်နွယ်ဦး၏မျက်နှာအကြည်လင်လာကြည်ဟုတ်ပါပြီနွယ်နွယ်ဦးမှဆင်းညစ်စရာပြဿနာတစ်ခု ကြုံခဲ့ရပြီထင်သည်မတီရာတို့မှမောင်နှမခုနှစ်ယောက်အတွဲရုံးကန်နေရသလို လွန်လယ်ဦးတည်လေးအမိဖာတို့ကိုတက်ဆွမ်းသမျှကူညီလှုပ်ကျူးနေရသူဖြစ်၏ဟဲ့မနှွေဘဲသွားနေတာလေကိုပိတ်စာလူစောင့်နေတာဦးကိုလိမ့်နေတာပဲကွာနှွေကဘာစားပြီးပြီလဲလာလေတခုတော့စားရအောင်မတီးသာသည်နှွေနှွေဦးဤပခုံးလေးကိုကင်ကပြောလိုက်၏သူတို့မှာရင်ဖွဲ့စရာတစုံတရာရှိလေတပိတ်ဆိုင်မှာထိုင်ရင်ပြောလို့ရှိခဲ့ကြသည်လာလေကွာနှွေစားပြီးလဲလိုက်ခဲ့ပါဦး နွေနွေဦးထံမှာကြုံပြန်တဲ့မကြရသဖြင့်မတိတာကချက်ခေါ်လိုက်ဤသွားတော့ကွာကိုခုပဲမဝင်းငါးရီစားလာခဲ့တယ်မတိတာနင်းနေတော့အံ့ဩသွားသည်မတိတာနေနွေနွေဦးသည် အစားအစာကြိုက်နှစ်သက်ပုံချင်းအတူကြကြီးမတိတာကယောက်ျားလေးတွေလိုတဖေးဆိုင်ထိုင်ရသည်ကိုဝါသနာပါသည် မုံနေလက်ဖက်ရည်တောင်းလိုက်ရလေတမနယ်လုံးဘာမျှမစားပဲနေနိုင်သည်နွေနွေဦးကတဖေးရည်မကြိုက် လက်တုတ်တို့မုံဟင်းငါတို့ကြိုက်သည်တို့တော့မတိတာနဲ့ပေါမီတဖေးဆိုင်တော့ထိုင်တက်လာသည်ပြောစရာရှင်ဖွင့်စရာရှိလိတဖေးဆိုင်ကိုပြေးကြသည်တဖေးဆိုင်ရောက်မှသူစားကျင်သောလက်တုတ်ကိုလမ်းမာသည်တခါတည်းံမလိုက်ဖတ်တော့လေလက်တုတ်နှင့်လက်ဖက်ရည်ကိုစားတော့ကြသည်မတိတာကရွံ့ရွယ်ဦးဤလက်တုတ်ကိုတစုံများနှိုက်စားပြီးရွံ့ရွယ်ဦးကလက်ဖက်ရည်ကို တကြိုက်များတောက်ယူခြင်းမျိုးဖြစ်လေ၏ နွေတပည့်စည်းလဲဖို့အစောကြီးလာရလို့စာနေတာပေါ့ဟုတ်စနောက်တစ်ပတ်တော့ကိုလည်းစောစောလာပါမယ်ကွာအိမ်မှာအမကလေးကညာတိုင်းကြရင်ကြီးကြလုံးလို့ကောင်းကောင်းအိပ်မရဘူးကွာကဲကွာစားပြီးလေလိုက်တော့ထိုင်ပါဦးကိစ္စမရှိပါဘူးကိုမလိုက်တော့ဘူးကွယ်ဒီမှာမနေ့ကဥလာမြင့်ကိုခိုင်းနာတာတွေအများကြီးရှိသေးတယ်သွားလိုက်တော့နော်ဟာကွာတို့ပြန်လာတော့ဘိုက်ကူပေးမှာပေါ့လာပါခေါင်းလေးနည်းနည်းမူးနေလို့ အေးကိုထင်သာနှွက်ကြည့်ရတာနေမကောင်းဖြစ်နေသလိုပဲစေကန်းသွားမလားသွားတော့ပါဘူးစောစောကပဲဘက်စပရိုတပြားတောက်ထားတယ်စမ်းတော့စမ်းသာနွယ်နွယ်ဦးသည်မြည်သည့်အခါများစေးတွေကိုအယမ်းမဲမတောက်တဲ့ချီမတီတာကမနေနိုင်သဖြင့်ပျော်မိသေးသည်ခေါင်းမူတာနဲ့ဘက်စပရိုဘာဆိုင်လို့လေအေးလေနှွေမလိုက်ချင်နေပါဂျိုးလေမုန်းတဲ့လက်ဖက်ရည်ဝဲပြီးပေါ်မားပဲစားတော့မယ်နှွေဖို့ဘာမှဝယ်ခဲ့ရအောင်မလဲဟင်းအင်းနေပါစေတော့ မတိရာစိတ်မှာမတင်မကြနဲ့အောက်သူစင်လာရလေသည်လက်ဖက်ရည်တစ်ခွက်ကိုမက်ခွက်နှင့်ဝဲပြီးနွယ်နွယ်ဥွတ်ပါဘဲသားမို့တစ်ခုပိုဝဲခဲ့သည်နွယ်နွယ်ဥသည်မတိရာပေးသောမုတ်ကိုယူကာဇပွဲပေါ်မှာတင်ထားလိုက်သည်မတိရာသည် ကိုနီယာကိုပြန်လာကအလုံးလုံးနေရတော့လေစိတ်ထဲမှာတမျိုးကြီးဖြစ်နေသည်နွယ်နွယ်ဥနှင့်မိမိတို့ကြားတွင်စိတ်ဝမ်းကွဲစရာအထင်လွဲစရာကြောင်းများပေါ်နေပြီလား မင်းကလေးချိုသည်သူတော်ဘာချစ်ချစ်ကလေးနေလေးမနာလိုဝန်တို့ဖြစ်ကဂျားထဲမှာခလောက်ဆန်တက်လေးသည်သို့တော့ရွင်ရွယ်ဦးသည်သူတော်ဘာပြောတိုင်းယုံတက်သည့်မင်းကလေးမျိုးတော့မဟုတ်အင်းလေးသူတကယ်ညီမကောင်းလို့ဖြစ်မှာပါဒါမှမဟုတ်လေပြုံးပြခြင်းနဲ့အခြားအကြောင်းတစ်ခုဖြစ်မှာပေါ့လူဆိုတာတခါတလေတော့လေသူတော်ဘာကိုပြုံးပြခြင်းနဲ့အကြောင်းမျိုးတွေရှိတတ်သည်ပဲလေ နေ့လယ်ထမင်းစားခြင်းတွင်ရွံ့ရွံ့ဦးသည်သူ့ထမင်းဘူးကိုယူကာမတိရာစပွဲသို့ဦးလာလေသည် သူတို့နှစ်ယောက်သည်မတိရာ၏စပွဲမှထိုင်ကာထမင်းအတူစားနေကြပင်မတိရာသည်ရွံ့ရွံ့ဦးမလာမီကပင်ကလက်ထိုင်တစ်လုံးကိုအတင်ရွှေ့ပေးထားလေသည်ဘာဟင်းပါလဲယင်ပစွန်းချင်းခါတိုင်းဆိုရင်တော့နွယ်နွယ်ဦးသည် စကားကိုပင်ဝေဝေဆဆပြောလိမ့်မည်ဟုမတိတာထင်၏။ပစွန်ချင်းကိုမတိတာအလွန်ကြိုက်သည မတိတာအိမ်ကပဇွန်ချင်းတိတ်ချက်လေးမရှိ နွယ်နွယ်ဦးသည်မတိတာအတွဲပဇွန်ချင်းကိုတကူးတကထဲ့ယူလာတတ်သည် နွယ်နွယ်ဦးသည်ခါတိုင်းလိုဤမတိတာ၏ထမင်းမှုတဲ့သို့ပဇွန်ချင်းတွင်ပေါ်ထည့်ပေးလေသည် သို့သောဒီတစ်ခါစားရသည်မှာရခင်ကလိုအရာသာမရှိလာပေနွယ်နွယ်ဦးသည် ထမင်းကို တိတ်ဆိတ်စွာပင်စားနေလေ၏ခေါင်းမူရဘလို့နေသေးလဲ၏အင်းတက်တာသွားပါပြီမိမာရိစိတ်ညစ်နေလေ၏ ဘာမှမဖြစ်ပါဘူးကွာရှုံးတွင်ထမင်းစားရသည့်အနေဒီတရက်သည်အသွေးချောက်ဆုံးပြီးဖြစ်တော်၏မတီးရလဲထမင်းကိုမြ мян ကိုအောင်စားပြီးသိမ့်လိုက်သည်အောက်သို့စင်းရင်နွဲ့နွဲ့ဦးကိုဟော်မဆွဲဖြစ်တော်နွဲ့နွဲ့ဦးသည်မတီးရနှင့်အတူငင်းငင်းငန်ငိုင်းနှင့်ခိတ္တာမြထိုင်နေပြီးနာသူ့နေရာသို့ပြန်သွားလေသည်ရှုံးစင်းချိန်ထိနွဲ့နွဲ့ဦးနှင့်စကားမပြောဖြစ်တော်ပြီမတီးရနှင့်နွဲ့နွဲ့ဦးသည် စကားနေပြီးအချားအပေါင်းတင်လဲနေတဲ့ပြီသူတို့နှစ်ယောက်စကားမပြောဖြစ်ဘူးဆိုရင်အချားသူနှစ်လဲပြောစရာအကြောင်းမရှိလာပြီထိုနေ့ကအိမ်ပြန်ရတော့လဲမတိရာရင်ထဲမှာလေးလံထိုင်မိုင်းနေမိလေသည်နွယ်နွယ်ဦးကပုံဆက်တယ်သူ့အတွက်ခွင့်စာတင်လိုက်ပါတဲ့မတိရာရုံသူရောက်ရောက်ချင်းအခန်းပေါ်မိန်းကလေးတို့ကစီး၍ပြောသည်မတိရာသည်ရုံတွင်တောင်းဝန်မရှိလေစောစောလာလေမရှိ ဤဒီကိုရွံ့ရွယ်ဦးသည်ဤရွံ့ရွယ်ဦးသည် မတိရာရောင်မြည်အချင်းကိုမှန်၍အကြောင်းကြားလေးရှိတတ်ခဲ့သည်ယခုဘာကြောင့်စောစီးစွာဆက်ပါသနည်းမတိရာသည်ရွံ့ရွယ်ဦးတွင်ခွင့်စားတင်ပြီးရင်ရွံ့ရွယ်ဦးစပွဲအန်ဆွဲထဲမှအသင့်ရေးထားလေးရှိသောခွင့်စားကိုသွားရှာသည်ရွံ့ရွယ်ဦးခွင့်စားလားဒီမှာတင်ပြီးပြီဘေးမှမင်းကလေးတယောက်ကလမ်းပြော်၏မနစ်ကလေးကပေးသွားတယ်လေ အကယ်၍သူမလာဖြစ်ရင်တင်လိုက်ပါတဲ့စောစောကဖုံးဆက်တွေကြားလို့ထိုမင်းကလေးကပဲဆက်ပြော၏မတီတာပြန်လာခဲ့သည်နွယ်နွယ်ဦးဒီနေ့ခွေယုံမိအစီအစဉ်ရှိပါလေမတီတာကိုဘာကြောင့်စကားမဆက်ခဲ့ပါသလဲအင်းလေသူမင်းကစိတ်ညစ်နေလို့စကားများမပြောရှင်လို့ထင်ပါရဲ့နွယ်နွယ်ဦးမှာဘာစိတ်ညစ်စရာအကြောင်းများရှိနေပါလဲသူမဟုတ်တကယ်နေမကောင်းဖြစ်နေလေသလား နက်ဖြန်မလာရင်တော့အင်ကိုသွားမေးမည်ဟုစဉ်းစားနေမိလေသည်နွေနွေဦးမရှိလင်မတိရာသည်အပေါင်းပေါ်မဲ့သွားချက်ကကြောင်တောင်တောင်ချီရမည်ယနေ့လည်းတယောက်ထင်းအလုတ်ကိုစိတ်ဝင်စားခြင်းအမဲစွာလုံနေမိသည်နေ့လယ်မှုစားခြင်းရောက်မှအခြားဌာနခွဲမှတငယ်ချင်းအချို့ရောက်လာကြသည်မတိရာနှင့်အလုတ်အတူဝင်သူများပင်ဖြစ်၏သူတို့ကမတိရာစီဝန်သာအာရဤလာကြသည် ကဲတို့ကိုပါကြည့်မလဲကျော်စမ်းဘာအတွက်ကျွေးရမှာလဲကွာကိုမစွန်သေးပါဘူးဘာရင်းများကြားလာလို့လေအမေမသိချင်အောင်ဆောင်မနေစမ်းပါနဲ့ကျွေးရမှာကြောက်တိုင်းဟာတကယ်မသိတာပါကျော်စမ်းမအောင်ဘာရီကြားလာလို့လေဟဲနင်တကယ်မသိသေးဘူးဘာရီပြောနေမှန်းကိုမသိဘူးမသိတာ promotion list ထဲမှာပါတယ်လေဟဲတကယ်အေးလေမသိသေးဘူးလားဟင်းခုမှသိတယ်နွယ်နွယ်ဦးကော သူတို့မပါဘူးခုဟာကဌာနတစ်ခုတယောက်ပေးတာကွာတခန်းနဲ့အတူနေတဲ့လူတွေနားတာပေါ့အိုးဟုတ်လားနွေနွေဦးသိရင်စိတ်ကောင်းမှာမဟုတ်ဘူးနွေနွေဦးကဖြင့်မနစ်ကလေးကသိနေတာသူကစီမံရေးရာကိုကိုင်နေတာပဲသူစီစည်ရင်အရင်ရောက်မှာပေါ့ဒါကြောင့်သူကမသိတာသိတယ်ထင်းနေတာပြန်နှန်းကတော့ဒီနေ့မှကတ်တယ်လीသွားကြည့်ပါလားအော်မတီးတာသည်သူတို့အတိတ်ပဲနားလည်မည်မဟုတ်သောအော်တလုံးကိုလေးတွဲစွာ ရေရွလိုက်မိလေသည် မတိတာသူတို့ကို မုတ်လိုက်ကြွေးရတော့လေမပြောတော့ပါမတိတာစိတ်ကနွေနွေဦးစီမရောင်နေသည်မတိတာပေါ့အစင်မြဲကောင်းခဲ့သောနွေနွေဦးအနစ်နာခံခဲ့သောနွေနွေဦးယခုတော့အပြိုင်ဆိုင်ရယူရသည် အလုရာသူခုတွဲမတိတာပေါ့ညဉ့်ဉင်လေးပြီကောလူတွေသည် သူတို့ဘာအပေါ်ပေးကန်းစွန့်ကြဲရမှာရေရောတက်တော့လေမိမိထက်နှိမ့်ကြသူကိုကုညီ၆ပန့်ရမှာဝမ်းမြဝမ်းသာဖြစ်တတ်တော့လေ ိမိချက်သားသွားသူပြေဝချမ်းသာသူအတွေ့ဝမ်းမြောက်ဝမ်းသာဖြစ်ရင်ခက်ခဲတတ်ကြမတိတာမှတ်သားနားလည်ဘူးပါသည်မေတ္တာတရားဂ ුණ နာတရားထားဖို့လွယ်တော်လေမူရိတာတရားထားတတ်ဖို့ခက်ဤမတိတာသည်အလုရာသူတကူရာသည်အတွေ့တငယ်ချင်းကောင်းမိတ်ဆွေကောင်းတယောက်ကိုဆုံရှုံလိုက်ရသည်ဖြင့်များစွာဝမ်းနေမိလေသည် အစဉ်ဖြူစဉ်ပြေဝသည်ဟုသတ်မှတ်ခဲ့သောမိတ်ဆွေကောင်တယောက်ဤတည်ငါပဲဖြစ်ဖြစ်ဟန်ဆောင်မထားနိုင်သောအပြုမှုအတွေ့လောကကြီးကိုရင်ဆိုင်ရင်းညာစွာအာရုံမိပါသည်မတိတာဆိုလင်းနော်ဒီလိုအဖြစ်မျိုးမရောက်ရအောင်ကြိုးစားရပေမည်ဘာပဲဖြစ်ဖြစ်မတိတာစိတ်မကောင်းနိုင်နော်နွယ်နွယ်ဦးကိုမတိတာနှမျောလှသည်ဥက္ကလာမဂ္ဂဇင်းမတ်လ1980